သူများယောက်ျားကမှ အရှက်မရှိသွားစနိုက်ခဲ့လို့ရေရဆက်ဆက်အတန်းခံခဲ့ရတဲ့အမျိုးသမီးဒီအမျိုးသမီးကအရန်လဲလှတယ်ပတ်စံလဲအရန်ရှိတယ်မိသားစုအတိုင်းဝိုင်းကလည်းအဆင်ပြေတယ်စီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်နေတဲ့တထိမကြီးတယောက်ဒါပေမဲ့တဏှာစိတ်ကြီးတယ်လို့ပဲပြောရမလားဒါမှမဟုတ်ရင်သူများပိုင်တဲ့အရာကို လိုချင်စိတ်ပြင်းပြတယ်လို့ပဲပြောရမလားပြေဆုံးချမ်းသာတဲ့ဘဝကြီးကိုရနိုင်ပြင်မဲ့ မိမရှိတဲ့အမျိုးသားပုံမှာတန်တန်ဆွဲသွားပြီးတော့ချစ်ကြိုက်ခဲ့တယ်။ဒီအတွက်ကြောင့်မလို့နောက်ဆုံးအဆုံးသက်ကအသက်ခံလိုက်ရတယ်။ဒီအဖြစ်အပျက်ကိုပြောရမယ်ဆိုရင် ပြီးခဲ့တဲ့နိုဝင်ဘာလ2ရက်နေ့မှာဒီအမျိုးသမီးကအိမ်ကနေကားမောင်းပြီးတော့ထွက်သွားတယ်ပြီးတော့ပြန်ပေါ်မလာတော့ပျောက်သွားတယ်။ဒီတော့သူသမီးကလိုက်ရှာရင်းနဲ့ဘလို့မှရှာမတွေ့တဲ့အဆုံးမှာရေစခန်းကိုအကြောင်းကြားခဲ့တယ်။ ဒီလိုနဲ့၄-၅ရက်လောက်ကြာတဲ့အခါမှာသူနေတဲ့နေရာနဲ့မနီးမဝေးမှာရှိနေတဲ့ရေမြောင်းရင်းမှာအဘိုးသမီးတယောက်ရဲ့အလောင်းတွေ့ရတယ်ဆိုပြီးတော့သတင်းတွေ့လာခဲ့တယ်။ဒီအလောင်းကတော်တော်လေးကို ပုံပြန်ပန်းပြန်ဖြစ်နေပြီ။ဒါပေမဲ့ချက်ချင်းရေပေါ်ကိုပြန်ပေါ်မလာဘဲနဲ့ပုတ်ပွားနေတဲ့အချိန်ကြာတော့မှပဲပြန်ပေါ်လာခဲ့တာ။အဲ့ဒီအချိန်ကြာမှာအဆောက်အဦလေးကြီးကတွေ့ပြီးတော့ရဲရီကိုအတောင်းကြားခဲ့တယ်။တစ်ဖက်မှာ အမျိုးသမီးကြီးရဲ့သမီးကလည်းသူ့အမိပြောင်းနေလို့ဆိုပြီးတော့ရဲစခန်းကိုရှာပွေနေရင်းနဲ့အဲ့ဒီမှာဒီအလောင်းကိုလာပြီးတော့ဆစ်ဆေးရတဲ့အခါမှာသူ့အမိဆိုတာကိုသူသိသွားတယ်။ဒီတော့အိမ်ကနေကောင်းမောင်းပြီးတော့ထွက်သွားတဲ့ဒီအမျိုးသမီးကဘာကြောင့်မလို့ဒီလိုမျိုးနေရမှာလာပြီးတော့ရဲရဲဆက်ဆက်အသက်ခံထားရလေဆိုတော့သူတို့တွေလိုက်ပြီးတော့စုံစမ်းကြည့်ကြတယ်။အဲဒီနောက်ွယ်ကအကြောင်းအရာကတော့ခုနကပြောခဲ့တဲ့အတိုင်းမထိန်ချုံနိုင်တဲ့တဏှာစိတ်တွေရဲ့အမှောင်စိတ်တွေရဲ့ ောက်ဆက်တွဲအကျိုးဆက်တွေပေါ့နော်ရဲတပ်ဖွဲ့တွေကထပ်ပြီးတော့စုံစမ်းကြည့်လိုက်တဲ့အခါမှာတရားခံလို့ယူဆရတဲ့အမျိုးသားနဲ့အမျိုးသမီးနှစ်ယောက်ကကြံတော်တွေဘက်မှာပုံအောင်နေတာကို တွေ့သွားတယ်ဒါနဲ့ဖန်ဆီးပြီးတော့စစ်စီမြင်းမြန်းတဲ့အခါမှာအဖြစ်မှန်တွေအကုန်လုံးကိုတီးခဲ့ရတယ်ဘာလဲဆိုတော့ဒီအမျိုးသမီးကထွက်ပြေးတင်းရှောင်နေတဲ့အမျိုးသားနဲ့ဖောက်ပြန်နေခဲ့တာသူတို့ဖောက်ပြန်နေတာတော်တော်လေးတော့ကြာပြီအစားကတော့လူမသိလူမသိဆိုပေမဲ့နောက်ပိုင်းကျတော့ ပေါ်ပေါ်တင်းတင်းကိုဖြစ်လာတာပေါ့ဒီတော့ကွယ်လွန်သူအမျိုးသမီးရဲ့သမီးကလည်းသိတော့သူ့မိအားတာမန်မှုလည်းမဟုတ်ဘူးစီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်နေတဲ့တထေးမကြီးတယောက်ပြောမယ်ဆိုရင်ဂုံတီရေရှိတဲ့လူပေါ့အဲ့တော့ခါစားတော့ကိုယ့်ရဲ့ဂုံတီရေရှိတဲ့အစဉ်အတန်းနဲ့ဒီလိုမျိုးတခြားအိမ်အောင်ရှိတဲ့အမျိုးသားနဲ့ပတ်သက်နေရလို့ရတွေကမတင်တော့ပါဘူးအမေရဲ့ဒါမျိုးတွေမလုပ်ပါနဲ့ဆိုပြီးတော့သမီးဖြစ်သူကတားခဲ့တယ်ဒါပေမဲ့အမျိုးသမီးကတော့လက်မခံဘူးငါတို့ကအချစ်စစ်နဲ့ချစ်တာ ငါတို့ကသာအချင်းစစ်သူ့ဟာသူ့အိမ်အောင်ရှိတာကသူ့ကိစ္စငါကိစ္စမဟုတ်ဘူးငါနောက်ဆုတ်ဖို့မစင်စားဘူးဆိုပြီးတော့ပြန်ပြောတယ်ဒီတော့သူ့သမီးကသူ့အမေကိုဘလို့မှတားလို့မရဒါနဲ့ပဲအမ်တစ်ဖက်ကအမေမှတည်သွားရင်တော့သူ့အမေလည်းရှက်တဲ့စိတ်ဝင်ပြီးတော့ဒီလောက်ရက်တွေကိုရက်တန်းကရက်မယ်လို့သူစိတ်ထဲမှာ တွေးတောမိခဲ့ပုံပေါ်ပါတယ်ဒါကြောင့်မလို့သူ့အမေနဲ့ဖောက်ပြန်နေရတဲ့အမျိုးသားရဲ့မိမကိုသွားပြီးတော့ပြောရတယ်။အဲဒီအခါမှာ မယန်ကြီးအမျိုးသမီးပေါ့နော်သူကတည်သွားတယ်တည်သွားပြီးတော့ဒီမိမနဲ့စကားပြောညှိနှိုင်းမယ်ဆိုပြီးတော့သူတို့ချင်းခဲ့ကြတာတဲ့အဲဒီနှစ်ရက်နေ့ကသူတို့ချင်းတဲ့နေရာဘက်ကိုဒီအမျိုးသမီးကလည်းကားမောင်းပြီးတော့ထွက်လာတယ်တည်တဲ့အတိုင်းပဲချမ်းသာတဲ့အမျိုးသမီးဆိုတော့စီးတဲ့ကားကလည်းတကယ်ကိုဈေးကြီးရဲ့သူ့ရဲ့သုံးဆောင်ပစ္စည်းတွေကလည်းတော်တော်လေးတန်ဖိုးကြီးမာရေပေါ့နော်တို့လည်းအလိုမျိုးဟိတ်တီးဟန်ကြီးနေပါဘူးသူတို့မှာဂယုမဆိုင်ဘူးဆိုတဲ့ပုံစံနဲ့ချိန်ထားတဲ့နေရာကိုသွားတယ်သွားပြီးတော့ သူတို့ရမှာအချစ်စစ်ပါညာနဲ့အလိုဟာစကားတွေပြောခင်မပေါ်ပါတယ်အဲ့တော့မရင်ကြီးကလည်းအတိမခံနိုင်တော့ဘဲနဲ့အေးအေးဆေးဆေးဆက်ပြီးတော့မပြောနိုင်တော့ဘဲနဲ့သူတို့နှစ်ယောက်စကားများရန်ဖြစ်ကြတယ်။အဲ့ဒီအချိန်မရင်ကြီးအမျိုးသမီးက toilet ခဏသွားနေတဲ့အခါမှာဖောက်ပြန်တဲ့အမျိုးသားနဲ့အမျိုးသမီးကအကားမောင်းပြီးတော့ထွက်လာတယ်တဲ့။လမ်းမှာဘယ်ကနေဘလို့ဖြစ်လဲတော့တိတိကျကျတော့မသိဘူး။အဲ့ဒီအမျိုးသားလည်းစိတ်တော်တော်သားထွက်ပြီးတော့ သူနဲ့ဖောက်ပြန်နေတဲ့အမျိုးသမီးကိုတတ်ပြင်လိုက်တယ်တဲ့ပြီးတော့သူ့မိမကိုပါခေါ်ပြီးတော့အလောင်းဖြောက်ဖို့အတွက်လှုပ်ခဲ့ကြတာပေါ့နော်အလောင်းကဒီအတိုင်းဆိုရင်ရေပေါ်ကိုပြန်ပေါ်လာမှာဆိုတဲ့အတွက်ကြောင့်မလို့လယ်ဘင်းမှာလည်းတိုးနေချီထားတယ်တစ်ဖက်မှာကွန်ကရစ်တုံးကြီးကိုတိုးနေချီပြီးတော့အလောင်းကိုရေပေါ်ပြန်ပေါ်မလာအောင်လို့လှုပ်ခဲ့ကြတယ်ပေါ့ဒီအတွက်ကြောင့်မလို့၄-၅ရက်လောက်ကြာတော့မှအလောင်းကပြန်ပြီးတော့ပေါ်လာခဲ့တာ ဒီဖောက်ပြန်တဲ့မျိုးသားနဲ့သူ့ရဲ့မိန်းမမိရဲ့ကြီးမျိုးသမီးတို့ကမျိုးသမီးကိုတတ်ပြီးတော့အလောင်းဖြောက်ခဲ့အောင်လာမကဘဲနဲ့ပိုင်ဆိုင်တဲ့ယူလာခဲ့တဲ့ကားရဲ့တခြားတံမိုးကြီးလက်ဝိညာရီရဲ့ကိုရောင်းချခဲ့တယ်တဲ့။ဗန်း၅သိန်းလောက်ရပြီးတဲ့နောက်မှာသူတို့တွေကဒီပတ်စံနေတဲ့တနေရာမှာပုံအောင်မယ်ဆိုပြီးတော့ထွက်ပြေးနေတဲ့အချိန်မှာရဲတွေရဲ့ဖမ်းဆီးတာကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ဒီအဖြစ်အပျက်ကိုနားထောင်တင်လိုက်တဲ့အခါမှာဘလောက်ပဲချစ်တယ်ပြောပါစေ။ နော်အငယ်အနောင်ကအငယ်အနောင်ပဲမရကြီးရဲ့နေရာကိုဘယ်တော့မှရောက်နိုင်မှာလည်းမဟုတ်ဘူးဒီအမျိုးသားဆိုရင်လည်းဒီအမျိုးသမီးနဲ့ဘလောက်ပဲနောက်ွယ်မှာဖောက်ပြန်နေပါစေတကယ်တကယ်အရေးအကြောင်းကြုံလာတဲ့အခါတကယ်တကယ်အားလုံးတည်သွားတဲ့အခါမှာသူ့ရဲ့မိန်းမမရကြီးဘက်ကပဲပါပြီးတော့တဖက်အမျိုးသမီးကိုတတ်ပစ်ခဲ့တာဒီတော့ဒီနေ့ခင်မိန်းကလေးတွေတော့များများမှားယွင်းနေကြတဲ့ကိစ္စကသူတို့က နောက်ကြမှာတွေ့ဆုံခွင့်ရပါမယ်အချစ်စစ်ပါညာဆိုပြီးတော့ခုံးစားနေကြတာပေါ့နော်သူများရဲ့အမျိုးသားကိုလိုက်စနိုက်တယ်သူများပိုင်တဲ့အရာတွေကိုမလိုက်ပြီးတော့လူစင်နေကြတယ်ဒါကြီးကိုခုံယူရမယ့်ကိစ္စတစ်ခုလို့သဘောထားနေကြတာတကယ်တော့ဒီလိုမျိုးစနိုက်မတွေသူများပိုင်တဲ့အရာကိုမလိုစင်မိတဲ့အမျိုးသမီးတွေရဲ့အဆုံးသက်ကဒီလိုမျိုးမလာမပါနဲ့ရရဆက်ဆက်အသက်ခံကြရတယ်ဆိုတဲ့အဖြစ်လေးကိုဒီဗီဒီယို ဒီမှာပြောပြတဲ့အကြောင်းအရာကနေအားလုံးသိသွားကြမယ်လို့ထင်ပါတယ်။ဆိုတော့ကြည့်ရှုသူအားလုံးကရောဒီအမျိုးသမီးရဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ကြလဲ။ဒီလိုမျိုးအင်အားကြီးဖောက်ပြန်မှုတွေပြုလုပ်ပြီးတော့ကိုယ်နဲ့ဖောက်ပြန်ခဲ့တဲ့အမျိုးသမီးကိုပါတက်ဖြတ်ပြီးတော့အလောင်းဖြောက်ခဲ့တဲ့အမျိုးသားနဲ့သူမိမကိုရောဘယ်လိုမျိုးအေးအေးယူစီရင်တင်တယ်လို့ထင်လဲဆိုတာကို comment မှာဆွေးနွေးပြပြသွားခဲ့ပါဦး။